ရီနီပြည်နယ်ဖရူဆိုထားလဲနန်းဖဲဘောလကဲလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပေါ်နေတယ်လို့ကရီနီအမျိုးသားများကာကွယ်တပ် KNDF ကမနေ့ကထုတ်ပြန်ပါတယ်ဖရူဆိုမြို့နယ်တဲကအစစ်ကောင်စီတပ်တွေဟာဖရူဆိုထားလဲနန်းဖဲလမ်းမကြီးဘက် UDP စစ်ရေးလှုပ်ရှားလာတာကြောင့်မြေပြင်စစ်ရေးအခြေအနေအရလမ်းမကြီးကိုနိုဝင်ဘာ6ရက်နေ့ကစပြီးဖျက်ဆီးသွားလာတာမဟုတ်ဘို့ KNDF ကတတိပေးထားတာပါစစ်ကောင်စီတပ်ဟာအော်တိုဘားပထမအပတ်လောက်ကတည်းကအထိနာလို့အထိလမ်းပိုင်းမှာဆက်မတိုးတော့ပဲ ဒီလဇန်ပိုင်းကစပြီးတဖန်ပြန်တိုးလာတာလို့ကရနီစစ်ရေးတရိုင်းမှာက people swing ကိုပြောပါတယ်စစ်ကောင်စီတပ်ဟာဘောလက်ခဲကိုစစ်ကြောင်းမပေါက်သေးတော့ရွေးကောက်ပွဲလုပ်ဖို့ခက်ခဲတဲ့အခြေအနေဖြစ်နေပြီးအဲ့ဒါကိုစစ်ကောင်စီဘက်ကမဖြစ်မနေတိုးချဲ့နေတာလို့သူကဆက်ပြောပါတယ်စစ်ကောင်စီတပ်တွေဟာနိုဝင်ဘာလ3ရက်နေ့ကစပြီးဖရူဆိုမြို့နယ်မာခရိုရှိကျေးရွာဘက်ကနေထားလေကျေးရွာဘက်စစ်ကြောင်းထုတ်လှောက်ရှားလာတာတွေကြောင့်ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပေါ်နေတယ်လို့ KNDF ကဆိုပါတယ်မြေပြင်စစ်ရေးအခြေအနေတွေကြောင့် ရူဆိုထားလဲနန်းဖဲလမ်းမကြီးအပေါ်ဝင်လမ်းမကြီးပေါ်ဖြတ်တန်းသွားလာရမယ်လမ်းတွေတွေအားလုံးကိုအသုံးပြုသွားလာတာလုံးဝမလုပ်ချဖို့နဲ့ရန်အကန့်အသတ်မရှိပိတ်ထားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂရင်းနီပြည်နယ်အတွင်းနဲ့ပြည်နယ်တခြားအစ်စ်ရေးအခြေအနေရလွိုက်ကောဒီမော့ဆိုဖရူဆိုဘောလခဲနဲ့ရှမ်းဂရင်းနီနဇက်ဖဲခုံမြို့နယ်တွေမှာစစ်ကောင်စီကအစ်စ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတာလို့သိရပါတယ်။ဖရူဆိုမြို့နယ်မှာစစ်ကောင်စီရဲ့အမှတ်ဆက်လေးတမ်းမြင့်အစ်စ်ရေးလေးကျင်ရင်ကြောင့် ချင်းမြန်တက်ရင်ခမရ931နဲ့ခမရ428တက်ရင်တွေရှိပါတယ်။ဘော်လခဲမှာလဲစစ်ကောင်စီအခြေဆိုင်စစ်ပြူဟာအပြင်ချင်းမြန်တက်ရင်ခမရ429 430နဲ့ခလာရ330ခွန်တက်ရင်တွေအပြင်အရှိပိုင်းတိုင်းစစ်ထာနာချုပ်ရပခလက်အောက်ခံတက်ရင်တွေရောက်နေတယ်လို့သိရတာပါ။စစ်ကောင်စီကကရနီပြည်နယ်မဲဆက်ဖားဆောင်ရှားတော်မြို့နယ်တွေကလွဲလို့ကျန်တဲ့မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားပါတယ် ဒါပေမဲ့စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုအလုံးစုံကန့်ကွက်တာနဲ့ကျွမ်းပါခွင့်ပေးမှာမဟုတ်ကြောင်းဂရီနီအင်အားစုတွေကတုတ်ပြန်ထားပါတယ်ရှင်။